မေလ6ရက်နေ့မှာခြေရတဲ့သူနဲ့လက်ထပ်လိုက်ပြီးဖြစ်တဲ့မြန်မာနိုင်ငံရဲ့နာမည်ကြီးဖုဘလော့ဂါနားမူလီမင်္ဂလာပါပရိသတ်ကြီးရင်နားမူလီဆိုတာကတော့အေယာဝတီတိုင်းဘုကလီမြို့နယ်ဦးနီစုရွာမှာနေထိုင်တဲ့သူဖြစ်ပြီးသူမတို့ရဲ့ရိုးရှင်းလာတဲ့တောရသဘာဝတွေကိုဖော်ပြရိုက်ကူးရင်းထမင်းဟင်းတွေချက်ပြုတ်ကထမင်းစားပြတဲ့ဗီဒီယိုလေးတွေကြောင့်လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးလာခဲ့သူဖြစ်ပါတယ်ရိုးရိုးအေးအေးနေတတ်ပြီးဂုံပကာသနာတွေကိုမမောမှုမရှိတဲ့နားမူလီကတော့ ီးခဲ့တဲ့မေလ6ရက်နေ့လေးမှာချိန်ရတဲ့သူနဲ့ရှေ့လက်တွဲလက်ထပ်သွားခဲ့ပြီးပဲဖြစ်ပါတယ်။နားမူလေးကတော့သူမရဲ့ personal life နဲ့ပတ်သက်ပြီးအမြဲတူသိစွာနေတတ်သူဖြစ်ပြီးသူမရဲ့ပုံစံသူမရဲ့အကျင့်အတိုင်းပဲမင်္ဂလာပွဲနဲ့ပတ်သက်ပြီးပရိသတ်တွေကိုအတိပေးခဲ့ခြင်းမရှိတာလည်းတွေ့ရပါတယ်။နားမူလေးရဲ့မင်္ဂလာဆောင်ကိုတွားရောက်ခဲ့ကြတဲ့သူတွေကနားမူလေးတို့ရဲ့မင်္ဂလာဆောင်ပုံရိပ်တွေကိုလူမှုကွန်ရက်ပေါ်မှာဖော်ပြလာခဲ့လို့သာပရိသတ်တွေကနားမူလေးမင်္ဂလာဆောင်သွားတဲ့ဆိုတာကိုသိရှိခဲ့ကြရတာလည်းဖြစ်ပါတယ်။ နားမူလေးကတော့မိဘတွေအပေါ်မှာလွန်စွာယူသေးလွန်သူတယောက်ဖြစ်ပြီးတော့မိဘတွေရဲ့စီစဉ်ပေးမှုကိုလည်းအမြဲလိုက်နာလေးရှိသူတယောက်ဖြစ်ပါတယ်။အခုဆိုရင်လည်းမိဘတွေသဘောတူစီစဉ်ပေးတယ်။တရွာရဲသားချင်းလူကြီးမုံလေးကိုနားမူလေးကလက်ခံကလက်ထပ်ထိမ်းများခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အရင်ကတော့ဖုဘလော့ဂါတွေကြားထဲမှာဘကွက်ကြားလေးကွက်ကရိုးရှင်းတဲ့ပုံစံလေးနဲ့ကလေးမလေးတပွဲအမြဲတမ်းတွေ့နေရတဲ့နားမူလေးကအခုဆိုရင်တော့အိမ်အောင်ရသားကြသွားခဲ့ပြီပဲဖြစ်ပါတယ်။ အခုလိုမျိုးမိဘတွေစီစဉ်ပေးတဲ့သူနဲ့အကြောင်းပါခဲ့တဲ့နားမှုလေးကိုပရိသတ်တွေကမိဘစကားကိုတသိမတိန်နားထောင်တတ်တဲ့သူဖြစ်လို့ကြီးကျူးစကားတွေပြောဆိုခဲ့ကြပြီးအီချမ်းတာယာတဲ့အိမ်အောင်ရေးလေးတစ်ခုဖြစ်ဖို့ကိုလည်းဝိုင်းဝန်းဆူတောင်းပြီးခဲ့ကြတာဖြစ်ပါတယ်။ဖူဘလော့ကနားမှုလေးရဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့လည်းနားမှုလေးရဲ့မင်္ဂလာပွဲအတွက်ဝမ်းသာဂုဏ်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။